မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပမ်းမှတက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါ၏။ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျွန်တော်ထူးပဲခြေစွတ်တင်ပါ၏။ဖေဖော်ဝါရီလယနေ့ဆိုရင်တော့ကျွန်တော်9ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတ်တင်ပါ၏။ နေ့စံတိုင်းချစ်စုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားခြေဆုတင်ပါတယ်ဒီကနေ့2025ခုနှစ်မတ်လ9ရက်နေ့ကိုဖျားရှင်သည်ကျွန်တော်ကိုပို့ဆောင်လို့ခြေဆုတင်တယ်ချစ်စုသူအားလုံးကိုကောင်းချီးပေးတယ်နှုတ်ဘတော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါနှုတ်ဘတော်ရဲ့နတ်နေခြင်းကိုတန်ရှင်သောဝိညာဉ်တော်ဖျားယူဆောင်ခဲ့ဖို့ပြပေးပါယေရှုနာမနဲ့ဆုတောင်းကြလို့ ကျွန်တော်ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စေပါမိကြောင်းသခင်ယေရှုနာမအားဖြင့်ဆက်ကပ်လျက်ဝေငှပါれဖျားအာမင်ဖျားရှင်ရဲ့ဂျေဇရောကိုချီးမွမ်းပါれကျွန်တော်ဖျားသခင်ကိုချီးမြှောက်ခြင်းမပြုသူများဤဆုံးရှုံးခြင်းဒီကောင်းစဉ်အောက်မှာကျွန်တော်နားထောင်နေပါれအောင်ကျန်ကရင်မှာဖျားသခင်ကိုချီးမြှောက်ခြင်းမပြုသူတွေမှာဆုံးရှုံးခြင်းတွေတွေ့ရပါれအဲ့သို့တော်냐လဲဖျားသခင်ကိုယုံကြည်လေးစားပြီးတော့ ချီးမွမ်းတဲ့သူတွေကြတော့လေဝမ်းမြောက်ခြင်းနဲ့ချီးမြှင့်ခြင်းတွေခံစားရပါတယ်။ဒါကြောင့်ရှစ်ဦးစွာစကားလေးလုံးနဲ့ထပ်အားပေးခြင်းနဲ့လောကမှာလူဟာတယောက်နဲ့တယောက်တွေ့အသက်မေးတတ်ပါတယ်။အသက်ဘယ်လောက်ရှိပြီလဲမေးတတ်တယ်။ဒါပေမဲ့ဘုရားသခင်ကြတော့အသက်မမေးဘူးမိတ်ဆွေအသက်တာကိုမေးတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့တဲ့အသက်တာကဖယားသခင်မေးတဲ့အခါဘယ်လိုအသက်ရှင်ခဲ့ပြီလဲဆိုတာပြောနိုင်ဖို့ အသက်ရှင်ရမှာဖြစ်တယ်။ဒါကြောင့်လူဟာအသက်မီးတက်တယ်။ဒါပေမဲ့ဖယားသခင်ကအသက်တာကိုမီးတာဖြစ်တယ်။ဒါကြောင့်ခုကျွန်တော်တို့လိလာမယ့်ပုံကိုယ်တွေကသူတို့ရဲ့အသက်တာတွေဟာဖယားသခင်မနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်တဲ့အပြင်ဖယားသခင်ကိုမချီးမြှောက်ဘဲသူတို့ကိုယ်သူတို့ပဲချီးမြှောက်တဲ့အခါမှာဆုံးရှုံးခဲ့ရတာဖြစ်တယ်။သူတို့ကိုယ်သူတို့ချီးမြှောက်ပြီးဖယားကိုမချီးမြှောက်ဘဲဆုံးရှုံးခဲ့ရတာ ကျမ်းစာထဲမှာအများကြီးထဲမှာဘယင်၃ပါးအကြောင်းကျွန်တော်နားထောင်နေတယ်။နံပါတ်၁ပရမတ်တယောက်ကတော့နေဘုကနေဆဖြစ်တယ်။ဒိုင်းလာနဂရီကျမ်းခန်းကြီး40အငယ်ခန်းကြီး၄ဒိုင်းလာနဂရီကျမ်းခန်းကြီး၄အငယ်30 33အငယ်9အခန်းကြီး9အငယ်20ကိုဖတ်ရင်တွေ့ရမယ်။ဒါအများကြီးကျွန်တော်တို့ပေါ်ပြခဲ့ပြီ။နေဘုကနေဆသူ့ကိုယ်သူချီးမြှောက်ပြီးတော့သူလုံးတို့သူ့နိုင်ငံသူ့စည်းစိမ်လို့ပြောတဲ့ကနွားဖြစ်ပြီးမြတ်ခွန်းနဲ့စားခဲ့ရတယ်။ ဒါရီယာဒီဒိုင်လာနဂရီချန်ခန်းကြီးလေးအငယ်30ရာနေ33ဒီဖိုင်တွေ့ရမှာကဲနမနဲ့ဒုတိယတယောက်ဘေလရှာဇာဒိုင်လာနဂရီချန်ခန်းကြီးငါအငယ်22ကနေ23ဒီဖိုင်ကျွန်တော်တွေ့ရမယ်သူလည်းမထီလေးစားလုပ်တယ်ဗိမာန်တော်ကအတုံးဆောင်ခွက်တွေနဲ့အရက်တော့ပြီးတော့မူးမတထောင်နဲ့ဖျားကြော်မထီလေးစားလုပ်တဲ့အခါမှာအဲ့ဒီနေ့ညမှာပဲဒီဘီလရှာဇာမင်းအသက်ဆုံးရှုံးရတဲ့1နဲ့ဂျီခွဲစွာဖြင့် နေကုန်းချုပ်ရတာဖြစ်တယ်။အဲဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်များကြီးပေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။နံပါတ်3ဒီကနေ့နောက်ဆုံးတတိယတယောက်တော့ Hero Minji ဖြစ်တယ်။တောင်တော်ဘုရားကြီးစနစ်အငယ်နဲ့စနစ်ကနေ23တိဖိုင်ကျွန်တော်တွေ့ရမယ်။အဒီ Hero နဲ့ပတ်သက်တာတော့ကျွန်တော်ရခင်သင်္ကန်းစာပေါ့ဓမ္မသစ္စာမှာဘုရားသခင်စီရင်ခြင်းများအဲဒီမှာလေကျွန်တော်နည်းနည်းပေါ်ပြဘူးတယ်။အခုကတော့ဒါဘုရားသခင်ကိုမချီးမြှောက်ပဲသူ့ကိုယ်သူချီးမြှောက်တဲ့ Hero နောက်ဆုံးမှသူပိုးကြိုက်သေးရဟီရိုကကြီးကျယ်ပွဲခံတယ်သူခံတဲ့ပွဲကဖျားတော့မဟုတ်သူ့အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်လုံသမျှအားလုံးဟာဖျားရဲ့ဘုံတော်အတွက်ပဲဖြစ်ရပါတယ်ဒါပေမဲ့သူ့အတွက်သူ့မိသားစုအတွက်သူ့ဘဝအတွက်ပဲသူလုပ်တဲ့အခါအဲ့ပွဲခံတဲ့အချိန်မှာပဲပိုးကြိုက်သေးသွားတယ်အဲ့တော့တမန်တော်တို့ခန်းကြီးစနေငယ်နဲ့စနေကနေ23ဒီဖိုင်တွေ့ရတို့မင်းကြီးဒီဖျားကြီးဂုံတီတော်ကိုမထောက်ထားသောကြောင့် ထိုခဏချင်းတွင်ထာဝရဘုရား၏ကောင်းကင်တော်မှဒဏ်ခတ်၍ကိုရွေး၌ပိုးများကိုက်သဖြင့်အနိစ္စရောက်လေ၏အာမင်အဲ့တော့ဟီရိုရဲ့သက်တာမှာအကြီးကြီးတဲ့အချက်ကလေး၃ချက်သူရတယ်နံပါတ်၁ဘရန်ချက်ကသူကဖယားနဲ့ပတ်သက်ပြီးဖယားတကယ်ဘလောက်တကိုးကြီးလဲသူသိတယ်ဒါပေမဲ့အဲ့ဒီတကိုးကြီးတဲ့ဖယားကိုသူကဥပက္ခပြုတယ် ။အော်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာဖျားတကိုးကြီးတာသိပြီးတော့ဥပက္ခပြုသူမဖြစ်ပေ။ဖျားရဲ့ဤဥပရိသတွေကိုခံယူတဲ့သူဖြစ်ရတယ်။အဲ့ဒါရေးချင်တယ်။ဥပက္ခပြုတဲ့သူကဆုံးရှုံးတယ်။ဖျားရဲ့ဤဥပရိသခံယူတဲ့သူတွေတို့ဘဝရဲ့အနာဂတ်မှာတာယာလက်ပခြင်းရှိတယ်။နံပါတ်2ဒုတိယချက်ကတော့ဟီရိုမင်းကြီးကသူ့ရဲ့ဘိုးဘေးအဆက်ဆက်မှာ ကောင်းတာတွေတိတ်မလုပ်ခဲ့အဲ့တော့ तू ကသင်္ကန်းစာမယူပဲသူ့လက်ထက်မှာလဲကောင်းတာဆက်မလုပ်ဒါကြောင့် तू ဆုံးရှုံးอ่ะတော့ဒီနေ့ကျွန်တော်ကအတိတ်ကိုသင်္ကန်းစာယူတတ်ရတခါလေကျွန်တော်ရဲ့အတိတ်မှာကျွန်တော်ရဲ့ဘိုးဘီးတွေမှာတခါလေဘယ်ရောက်မထီလေးစားလုံးမင်းကိုယ့်လက်ထက်မှာမလုံမိဘူးအဲ့ဒါသင်္ကန်းစာယူရတယ်ဟိရုကသူ့ရဲ့ဘိုးဘီးတွေလက်ထက်မှာဘယ်ရောက်မထီလေးစားလုံးတယ် တပ်ဖြတ်တယ်ညှင်းဆဲတယ်မတရားလာတွေလုပ်တယ်သူ့လက်ထက်မှာလည်းသင်္ကန်းစာမယူပဲဆက်လုပ်တဲ့အခါမှာသူဆုံးရှုံးသွားနံပါတ်3နောက်ဆုံးတတိယချက်တတိယချက်ကဘာလဲဆိုတော့သူကသင်းဝင်သူတွေနဲ့တပည့်တော်တွေကိုသူကညှင်းဆဲတယ်ကျမ်းစာမှာယုံကြည်သူညှင်းဆဲတာတကယ်ရှုညှင်းဆဲတာ ਨੇ အတူတူပဲပြန်ပြောမယ်ယုံကြည်သူညှင်းဆဲတာတကယ်ရှုညှင်းဆဲတာ ਨੇ အတူတူပဲ အော်ဟီရုကတခိယေရှုကိုတဖက်လက်နဲ့ညှင်းဆဲပြီးသားဖြစ်သွားတယ်။ဘောက်တခိယေရှုကိုယုံနဲ့သိမ်းဝင်သူသူသွားညှင်းဆဲလိုက်တယ်။ဒေါနီရီချသောညီကိုမောင်မမင်းအားတရားတခိယေရှုသွေးတော်နဲ့ရွေးဝယ်ထားတဲ့တခိယေရှုကိုသင်ကျွေးမဲ့ယုံကြည်ထားရင်သင်ကိုညှင်းဆဲရင်တခိယေရှုညှင်းဆဲတာ ਨੇ အတူတူပဲ။အဲ့ဒီညှင်းဆဲသူကိုတခိယေရှုကပဲတန်ခတ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကမစီရင်အောင်ကျွန်တော်တို့ကဒါမခတ်ကျွန်တော်တို့ကမချိန်ဆဲအောင် ကျွန်တော်ညင်းစေသောသူများအတွက်ကျွန်တော်ဘာလို့ဆုပဲတောင်းရမေတ္တာပဲပို့ရကောင်းချီးပဲပေးရတောင်းဒီသင်းဝင်သူတွေကဟီရိုမင်းကြီးကိုများများကောင်းချီးပေးတဲ့ကနောက်ဆုံးဘုရားသခင်ကဒဏ်ခတ်ပြီးစီရင်လိုက်သူ့ကိုသူချီးမြောက်တယ်ဘုရားကိုမချီးမြောက်တဲ့ကနောက်ဆုံးဆုံးရှုံးသွားဟောဒီကနေ့ချီးမြောက်ခြင်းခံထိုက်တာဘုရားပဲတောင်းဒီကနေ့ချီးရှုနေတဲ့ချက်သောညီကိုမောင်မများဟီရိုမင်းကြီးရဲ့အသက်တာမှာဖျားတကူကြီးတာတည်တယ် ဒါပေမဲ့ तू မထီလေးစားလုပ်တယ်။ तू ဘိုးဘေးတွေမထီမဲ့မြင်လုတ်ခဲ့တဲ့အရာ तू လက်ထက်မှာသင်္ကန်းစာမယူပဲဆက်ပြီးကျူးလုံတယ်။နံပါတ်3ကတော့သိဝင်သူတွေနဲ့ယုံကြည်သူကိုညှင်းဆဲတပ်ဖြတ်တဲ့အခါမှာအဲဒီမျက်ရည်တွေကသူ့ပွဲခံတဲ့နေ့မှာသူ့မျက်ရည်ကျတဲ့ပြည့်သူ့တမျိုးလုံးသူ့ကြောင့်အဆက်ကွဲရတယ်။တောက်ဒီကနေ့ လောကကြီးမှာဖះနဲ့သွာလာတဲ့သူကြတော့ဘုရားရှင်ရမျိုးဆက်တိကောင်းချီးပေးပါတယ်။ဒါပေမဲ့ဘုရားသခင်ကိုမထီလေးစားလုပ်ပြီးဘုန်းတော်ရှုံချတဲ့သူကြတော့မျိုးဆက်မှာလေသင်္ကန်းစာတွေနဲ့ချိန်သိမ်းရပါတယ်။ဒုက္ခတွေနဲ့ချိန်သိမ်းရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားကတရားမျှတဲ့ဘုရားဖြစ်တယ်။အဲ့ဒီဘုရားတကူးကြီးခြင်းကိုဝန်ခံပြီးတော့ဘုရားရဲ့ဘုန်းတော်ကို ရှုံချတဲ့အထဲမှာမပါမိပဲနဲ့ဘုရားသခင်ကသာအစင်မြဲချီးမြောက်ပါကထိုဘုရားသခင်ကပဲတင့်ကိုတသလုံးချီးမြောက်မယ်ဆိုတာအပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတခုပြောပြီးတော့နေကုန်းချုပ်ခြင်းတယ်တခါတော့ကယောမအီဂရစ်စီဇာစီဇာဟာတကယ်စစ်ပွဲကြီးတခုတိုက်ပြီးသူပြန်လာတယ်အဲဒီအချိန်မှာယောမမျိုးတော်မှသူ့ကိုချီးကျဲချူဆူကြတယ် ဲဒီမှာရောမစစ်သူကြီးတွေရောဘေးနားမှာသူအချွေရံတွေရောအများကြီးအဆောင်ချက်တွေနဲ့စီဇာကအောင်းနိုင်သူအနေနဲ့အပြုံးနဲ့လာတယ်သူရဲ့မြင့်ယထာလုံးပေါ်မှာသူကမတည့်ရပြီးသူကအကြီးကျယ်ကျွေးကြော်ပြီးလာပြီးတဲ့အခါမှာပဲသူက သူ့ကိုရောမပြည်သူပြည်သားတွေကလည်းကြီးကျယ်ကြိုဆိုတဲ့အချိန်မှာပဲခလီလေးတယောက်ကပြေးလာပြီးစီဇာရဲ့ယထာလုံးပေါ်ကိုတတ်ဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာပဲအားလုံးကတားတယ်ဗျ စစ်သူကြီးတွေရောအကုန်လုံးတားတယ်ချုပ်စစ်သူကြီးကဒီကလေးကိုတတ်ဖို့လုပ်တဲ့ချိန်စီစားပြောတယ်မတားနဲ့လွတ်ပေးလိုက်တယ်အဲဒီမှာပဲဒီစစ်သူကြီးတွေကလွတ်ပေးလိုက်တဲ့ကစီစားဒီကလေးကိုသူ့ရထလုံးပေါ်မှာခေါ်ပြီးသူ့ပေါ်ပေါ်မှာတင်လိုက်တယ်အဲဒီချိန်မှာပဲဒီကလေးကတားတဲ့စစ်သူကြီးတွေကိုလှမ်းပြောလိုက်တယ်ခမရတို့အတွက်သာစီစားပါတဲ့ကျွန်တော်အတွက်ကကျွန်တော်အဖေတဲ့အဲ့ဒါအဲ့ကြမှာအားလုံးကတားလို့မရတဲ့အချက်ကိုနားလေ ဘာကြောင့်လဲစီဇာသူ့အဖေမို့လို့သူ့သားလေးကဝင်ခွင့်ထွက်ခွင့်ရှိတယ်တားလို့မရဘာကြောင့်အဖေရဲ့အခွင့်အကိုအာဏာက ခလေးပေါ်မှာအကုန်လုံးပါပြီးသားဖြစ်သားတယောက်တော့အဖေရဲ့ပေးထားတဲ့အခွင့်ကြီးကအဖေဝဖြစ်။ဘောက်စီဇာသားဖြစ်နေလို့။တောင်သူမှတားလို့မရအောင်အဖေပေါင်ပေါ်သွားတတ်ထိုင်ခွင့်ရှိတယ်။ဘာကြောင့်လဲစီဇာရဲ့သားဖြစ်တယ်။ယောမဧကရစ်စီဇာဘုရင်ကြီးရဲ့သားဖြစ်တယ်။ ဒီနေ့ချက်တော်ကြီးကိုမောင်မကျွန်တော်တို့ကကဘာဦးတော့မပိုင်မိမိကဘာကြီးကိုပိုင်နေဖရာရဲ့သာသမီဖြစ်တဲ့တကြောင်အဲ့ဒီဖရာရဲ့ကျွန်တော်တို့ကအနှင်းသားတဲ့အခွင့်အကူအာဏာရှိပြီးသားဖြစ်အဲ့ဒီအရာပေါ်မှာထိုဖရာဥသာချီးမြှောက်အဲ့ဒီဖရာကသူ့သာသမီတို့သူကတီးကြားပြင်ဆင်ထားတာဖြစ်ဘယ်သူမှတားလို့မရအောင်တဲ့တော်ပြင်ဆင်ပြီးသား အဲ့နာကိုထိုဘရောက်မချီးမြောက်ပဲနဲ့ရှုံချတဲ့သူတွေမှာဟီရိုမင်းလို့ကျွန်တော်မပါပဲနဲ့ထိုဘရောက်ကိုအစင်သဖြင့်ချီးမြောက်ပြီး ထိုဘရောက်နာမကဘာဆက်ဆက်ဘုန်းကြီးပါစေလို့ဝန်ခံပြီးအသက်ရှင်ပါကသင်ဟာထိုဘရောက်ထံတော်ပါသို့မိသည့်အချိန်မှမစိုးထွက်ဝင်သွားလာပြီးထိုဘရောက်ပြီးမဲ့မျက်နှာသာပြီးခြင်းကိုအမြဲခံစားရမှာဖြစ်တယ်ကျမ်းသာသူရောက်ချင်းစီတိုင်းဖျက်ရှင်တာပြီးကောင်းချီးပေးပါစီ God bless you all ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကနေ့လေး line ခက်ခဲကြောင်းအနေငယ်နောက်ချမှုတော့နားလေပြေးဖို့ရအတွက်မြေတားရက်ခတ်လို့ရကျေးဇူးတို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ချင်ညာစရာကတော့နောက်ပါစနေနေ့အာယုံဦးတနက်6:00နာရီမှာကျွန်တော်ကြောက်ရွံ့ရုံကြီးရဲ့နေချင်းတော်မှာရှိပါတယ်ကျွန်တော်မေတ္တာဒေနာဝင်ခမ်းမှာဖြစ်တဲ့အားလုံးကိုကျွန်တော်နှွေးထွေးစွာကျေးဇူးပါတယ်6:00နာရီ6:00နာရီခွဲတိ praise and worship ဖြစ်တဲ့6:00နာရီခွဲကနေ7:00နာရီထိအာယုံဝိပုကိုယ်ခွင့်ရှိပါတယ်အားလုံးလာနိုင်ကြောင်းနှွေးထွေးစွာကျေးဇူးသလိုလာမယ့်တနေ့ဝင်နေ့မှာလည်း ကျွန်တော်9ရက်3လ2025တနင်္ဂနွေနေ့မှာနနက9နိုင်ကနေ9နိုင်ခွဲထိ praise and worship ရှိပါလေ9နိုင်ခွဲမှာ17နိုင်ထိဝိပ္ပကိုခွဲချင်းရှိပါလေထို့နေ့မှာလေကျွန်တော်ပဲဓမ္မဒေသဝေငှမှာဖြစ်ချောင်းပေါ်ပြပြီးလို့ပါလေလာမယ့်တနင်္လာနေ့ညနေမှာတော့ကျွန်တော်ဒီ live ကိုတရက်ရက်နာမှာဖြစ်တယ်ကျွန်တော်တနင်္လာနေ့မှာကျွန်တော်တောင်ကြီးမှာကျွန်တော်နှုတ်ကွက်တော်သွားရောက်ဝေငှဖို့ရှိတဲ့ကြောင့်တနင်္လာနေ့ခီးပြူဖို့ရှိတဲ့ကြောင့်အင်္ဂါနေ့ညနေ3နာရီခွဲမှာ ကိုကနေပဲကျွန်တော် live လေးမှာဖြစ်တယ်အဲ့ဒီနေ့ကျရင်အလွန်တိတိနဲ့ခေါင်းစဉ်အသစ်တစ်ခုကိုကျွန်တော်တို့နားထောင်သွားမှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ God bless you all ရင်သက်ခြင်းရှိပါစေကျွန်တော်လာမယ့်အပတ်ကြာရင်း73ရက်နေ့ကရုံးပိတ်ကြောင်းပိတ်တဲ့နေ့လေးဖြစ်သလိုအဲ့ဒီနေ့မှာတော့ကျွန်တော်ရက်စောက်မြို့မှာရှိတဲ့အေးမောက် နှစ်ချင်းသင်းတော်မှာကျွန်တော်နှုတ်ကွက်တော်ဝင်ငါမှာဖြစ်တဲ့နောက်ပိုင်းကျွန်တော် poster ဒီ page မှာတင်ပေးမှာဖြစ်ပါတယ်အဲ့ဒီအတားတက်ကွက်တော်သင်ကြားခြင်းမှာလည်းအထူးပဲလာရောက်နိုင်ကြောင်းတွေ့ချွေးစွာဖြင့်ကျေးဇူးလိုတဲ့တောင်ကြီးနဲ့နှိစက်တဲ့ရက်ဆောက်မှာရှိတော်သူများလာရောက်နားထောင်နိုင်ကြောင်းကြိုတင်ပြီးတော့ဖော်ပြလိုတယ်နေ့တဲ့အခါ page မှာတင်ပေးမှာဖြစ်ကြောင်းလည်းဖော်ပြလိုပါတယ်နှစ်ဖန်စနေတနင်္ဂနွေမှာကြောက်ရရင်ယုံကြည်ခြင်းနဲ့ချင်းသင်းတော်မှာပြန်လည်ပြီးတွေ့ဆုံကြပါစို့နေ့စဉ်ကြည့်ရှုသူအားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေ God bless you all စစ်တောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်ဖျားရဲ့မြတ်တော် သားရောယေရှုခရစ်တော်ဖျားရဲ့ခြေစတော်ဒုက္ခဒုက္ခဘယ်လိုရှိပါသေးကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့တချင်းဝန်ကြောင့်ဖျားရဲ့ကွယ်ကဆောက်မှခြင်းသည်ချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောဒီကနေ့မွေးနေ့ကြောက်တဲ့မွေးနေ့ရှင်သီးသီးပေါ်သို့တက္ကောမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူသီးသီးပေါ်သို့တက္ကောဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တွတ်တော်တက္ကောမကြမ်းမာတဲ့သူကြမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းစစ်ပွဲတွေရပ်တန့်ခြင်း စစ်ရှောင်းတဲ့သူတွေဘေးဥပါကင်းဝေးခြင်းအမျိုးမျိုးသောစိတ်ဒဏ်ရာခံစားနေတဲ့သူတွေတတ်တာမှုရရှိခြင်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်ဖျားလက်တော်ကွယ်ကခြင်းသူတို့ပြည်ဩစတြေးလျနိုင်ငံ Brisbane မှာဖျားရဲ့လက်တော်အထူးကွယ်ကလေး Brisbane မြို့နယ်တကွာဩစတြေးလျနိုင်ငံမှာရှိတဲ့မုံတိုင်းနဲ့ပတ်သက်ပြီးအမျိုးမျိုးခံစားနေရတဲ့နေရာအသီးသီးမှာဖျားလက်တော်ကွယ်ကလေးမုံတိုင်းကို ပပျောက်စေခြင်း ိုရုရှားလီမြေတောတောင်ကိုဖန်ဆင်းသလိုမုံတိုင်းကိုပြက်ပြေးစေခြင်းနဲ့တကွမြန်မာပြည်နဲ့တကဘာလုံးပေါ်သို့သလကောင်ဩစတြေးလျနိုင်ငံနဲ့တကွနိုင်ငံသီးသီးမှသဘာဝဘေးဒဏ်ဖောက်ပြန်ခြင်းတွေကွဲကွာခြင်းနဲ့တကွဘေးဥပကင်းဝဲလျက်လုံခြုံခြင်းဂရီတော်ကောင်းကြီးတို့သည်ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းမြဲတက်ရောက်ပြီးရှိဒီနေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြီးစုသူအားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေ 你再捡起把这，假如变成一对手，你咋办？